34ချိန်မြောက်တာမန်သတင်းပတ်ရဲ့တင်းလာနေရှင်လူကာအေဝံဂေလိကျမ်းအခန်းကြီး27အခန်းငယ်1မှ4ကိုရောသည်လှမ်းရွက်ကြည့်လျင်အဥ္စာကျွဲဝချမ်းသာသော သူတို့သည်မိမိတို့၏အလှူငွေများကိုဗန္နာတော်တစ်တာထဲသို့ထည့်နေကြသည်ကို မြင်တော်မူ၏ဆင်းရဲသောမုတ်ဆိုးမှတယောက်သည်လည်းကျင်းနီပြားနှစ်ပြားထည့်နေသည်ကိုကိုရောမြင်တော်မူ၏ကိုရောကသင်တို့ကငါအမှန်ဆိုသည်ကား ဤစင်းရသောမုတ်ဆိုးမှသည်အခြားသူအားလုံးတို့ထက်ပို၍အလှူငွေထည့်ဝင်လေပြီအကြောင်းမူကားထိုသူအားလုံးတို့သည်မိမိတို့၌ပူရှံသောငွေထဲမှအလှူထည့်ဝင်ကြ၏သူမမူကားစင်းရနွန်ပါသည့်အထက်မှမိမိအသက်မွေးစရာရှိသမျှကိုလှူဒန်းလေပြီဟုမိန့်တော်မူ၏ယေရှုခရစ်တော်သခင်မွန်မြတ်သောဧဝံဂေလိတရားတော်ပေတည် faith and life ယုံကြည်ခြင်းနဲ့လက်တွေ့ဘဝအတ္တဒါယုံကြည်ခြင်းနဲ့လက်တွေ့ဘဝအတ္တဒါဟာဆက်ဆက်နေဖို့လိုအပ်ပါတယ်ဒီလိုမှမဆက်ဆက်ဘူးဆိုရင်ယုံကြည်ခြင်းဟာယုံကြည်ခြင်းမမြည်ပါဘူးဘဝဟာလည်းပဲအတိတ်ပဲတွေ့လာမှာမဟုတ်ပါဘူးဘဝရဲ့လှိုင်းလုံးအနေအမြင်အတက်အကျတွေကို ကျွန်တော်တို့လူသားတိုင်းဖြတ်ကျော်ကုခတ်နေကြရတာပဲဖြစ်ပါတယ်သို့သောယုံကြည်ခြင်းရှိတဲ့လူနဲ့ယုံကြည်ခြင်းမရှိတဲ့လူ ဒီလိုအဖြစ်အခြေအနေတွေကိုကြော်ဖြတ်ပုံချင်းကြွားချပါတယ်။ယုံကြည်ခြင်းရှိတဲ့ပုဂ္ဂိုလ်ဟာဘဝရဲ့ဘလို့ပဲတိုင်းတဘိုးတွေထန်ထန်အခက်အခဲဘလောက်ပဲရှိရှိဒီຢာတွေကသူ့ကို ရိုက်ခတ်အနိုင်ယူမသွားနိုင်ပါဘူး။ตาယာမှုတွေရှားမှာမိမောတွေ့ဝေသွားခြင်းမျိုးမရှိ လမ်းပြောက်သွားခြင်းမျိုးမရှိပဲခက်ခဲတဲ့အချိန်တွေမှာလည်းပဲတတ်တည်ရှိရှိတိုင်းတဘိုးတွေကို ရင်ဆိုင်ကြော်ဖြတ်သွားနေတာကို တွေ့ကြရပါတယ်။ဘဝရဲ့တာယာတဲ့အချိန်မှာပဲဖြစ်ဖြစ်ဒုက္ခဆင်းရဲရောက်တဲ့အချိန်မှာပဲဖြစ်ဖြစ်ယုံကြည်ခြင်းရှိနေတဲ့အတွက်ကြောင့်တေးရတဲ့ဟာသူတို့ဘဝကိုတိုက်ခိုက်နိုင်စွမ်းမရှိပါဘူး။ပထမကျမ်းမှာဒန်နီယယ်နဲ့အဖွဲ့တိုင်းတစ်ပါးမှာကြုံခံနေရတဲ့အခြေသူတို့ကိုသူတို့ကိုကြုံပြုတ်နေတဲ့ရန်သူကနေပြီးတော့ပြန်လည်အသုံးချဖို့ရပြုစုပြိုးထောင်နေတဲ့အချိန်ဖြစ်ပါတယ် စားကောင်းတောက်ဖွဲ့များကျွေးမွေးပြီးသူတို့ကြီးပွားလာဖို့ကြီးထွားလာဖို့အတွက် ပြုစုနေတဲ့အချိန်ဖြစ်ပါတယ်။ပုံမှန်အဖြစ်လူငယ်များပြီးပြီးဒီလိုစားကောင်းတောက်ဖွဲ့တွေကိုမှတ်မောမှာပဲဖြစ်ပါတယ်။သူတို့ခွန်အားကြီးဖို့သူတို့ရဲ့စွမ်းအားတက်လာဖို့အတွက်ဒီအရာတွေကိုလက်ခံသုံးဆောင်မှာပဲဖြစ်ပါတယ်။ဒါပေမဲ့ဒီလိုတာယာမှုတွေနောက်ကို လိုက်မသွားပါဘူး။သူတို့ခွန်အားတကူထုတ်ယူတဲ့ နေရာကတော့ဖျားသခင်ထံမှာပဲဖြစ်ပါတယ်။သူတို့အသက်ရှင် ကြီးထွားဖို့အတွက်အမှန်တကယ်မိခိုးသူဟာဖျားသခင်ပဲဖြစ်ပါတယ်။ဖျားသခင်ဘောမသားလေးမိခိုးပြီးအသက်ရှင်ကြီးထွားမယ်။ဆိုတဲ့သူတို့ရဲ့နှက်ဆိုင်တဲ့ယုံကြည်ခြင်းကို တွေ့ရပါတယ်။ဒီမှာသူတို့ရဲ့ယုံကြည်ခြင်းနဲ့ဘဝဟာတထက်ထဲကျနေတာကို တွေ့ရပါတယ်။အုံကလေးကြောင့်ကြည့်မယ်ဆိုရင်လည်းမုတ်ဆိုးမဟာသူ့မှာရှိသမျှငွေနှပြားကို ထက်လိုက်တယ်ဆိုတဲ့အချက်ကို ျွန်တော်တို့တွေ့ကြရပါတယ်တကယ်တော့ဒီအမျိုးသမီးဟာအသက်ရှင်နေထိုင်ခြင်းဟာဒီပိုင်းဆိုင်ရာပေါ်များပေါ်မူတည်ပြီးအသက်ရှင်နေထိုင်တာမဟုတ်ပဲဖျားသခင်ပေါ်မှာယုံကြည်ခြင်းကြီးစွာနဲ့နေထိုင်အသက်ရှင်တဲ့ဆိုတာကိုဒီနေ့ပြသလိုက်ခြင်းဖြစ်ပါတယ်သူရဲ့အသက်ဆက်ဖို့ဟာဒီရှိသမျှငွေလေးနှပြားပေါ်မှာမမူတည်ပဲဖျားသခင် လက်တော်၌သာရှိတယ်ဆိုတာကို သူဟာပြသလိုက်ခြင်း ူ့ရဲ့ယုံကြည်ခြင်းကိုဖော်ထုတ်လိုက်ခြင်းပဲဖြစ်ပါတယ်။ဒါကြောင့်ယုံကြည်ခြင်းရှိလာပြီဆိုရင်ဘဝရဲ့အဖြစ်အပျက်တွေကိုယ်လောက်ပဲမမြင်တော့ပဲဒီအဖြစ်အပျက်တွေရဲ့နောက်ွယ်မှာရှိတဲ့ဖျားသခင်ကိုမြင်လာတယ်။ဖျားသခင်အပေါ်မှာပို့ပြီးမိခိုလာပါတယ်။ဒီအဖြစ်အပျက်တွေကตายရတဲ့အချိန်မှာပဲဖြစ်ဖြစ်ခက်ခဲတဲ့အဖြစ်အပျက်တွေပဲဖြစ်ဖြစ်ဒီပုံကိုယ်တွေကိုအနိုင်မယူနိုင်ပါဘူး။ယုံကြည်ခြင်းဟာသူတို့ကိုလမ်းတစ်လျှောက်ခေါ်ဆောင်သွားတာပဲဖြစ်ပါတယ်။ ယုံကြည်ခြင်းရဲ့အကျိုးအာနိသင်ကိုဘလောက်ယုံကြည်ခြင်းရှိတယ်ဆိုတာကိုဟိုရာဒီရာကြီးမားတဲ့အရာတွေမှာတိုက်ရှာတယ်ဆိုတာထက်ကိုဘလို့နေထိုင်အသက်ရှင်တယ်လဲအဆင်ပြေတဲ့အချိန်တွေရောခက်ခဲတဲ့အချိန်တွေပဲပါကိုဘလို့ဖြတ်ကျော်တယ်လဲဆိုတာပေါ်မူတည်ပြီးကျွန်တော်တို့ရဲ့ယုံကြည်ခြင်းကိုပြန်လဲအကဲဖြတ်ရမှာလည်းပဲဖြစ်ပါတော့တယ်ယုံကြည်ခြင်းကြီးမားလေလေဘဝအတိတ်ပဲပို့တွေးလေလေဘာဖြစ်လို့လဲဆိုရင်ဖျားသခင်ကိုဒီအဖြစ်အခြေအနေတိုင်းမှာ ိုမိုပြီးနက်နက်ရှိုင်းရှိုင်းတွေ့မြင်လာလို့ပဲဖြစ်ပါတော့တယ်။တပည့်တော်တို့ယုံကြည်ခြင်းကိုတိုးပါစေတော်မူပါ။